အလုံးသောဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့သူတော်ကောင်းတို့အားဒီကနေ့မှာမိကောင်းဖခင်ဆိုတဲ့တရားကောင်းစဉ်လေးတစ်ခုနဲ့ပြောပြချင်ပါတယ်မိကောင်းဖခင်နဲ့မိကောင်းဖခင်ဆိုတဲ့မြန်မာစကားလေးကလူတိုင်းဒီပါလူတိုင်းလူတိုင်းသုံးနှုံးနေတဲ့စကားလုံးပါပါ ီသကလုံးကိုဒိဗေကောင်းယူသုံးဆွဲတဲ့နေရာမှာဒိဗေနှမျိုးလောက်ဘယ်လိုကောင်းယူစဉ်းစားလို့ရဒီသကလုံးကိုတရိပ်ပါသာပြန်မယ်ဆိုရင်မိကောင်းဖားခင်ဆိုတဲ့သကလုံးကိုတရိပ်ပါသာပြန်ရင်အမိကောင်းမှအဖားကိုခင်တယ်လို့ဒီလိုတရိပ်ပါသာပြန်လို့ရတယ် ောသမီးဆိုတာအမေနဲ့ပဲအနေများတယ်အမေရင်ဝင်မှာပဲကြီးပြင်းရတယ်အဖေကအပြင်မှာအလုပ်တွေထွက်လုပ်ပြီးတော့မှနေရအလုပ်ပြီးတဲ့အချိန်အားတဲ့အချိန်ကျမှနားတဲ့အချိန်ရောက်ပြီဆိုမှအိမ်ပြန်လာပြီးသောသမီးနားကိုကတ်တိုင်တယ်အဲ့ဒီတော့သောသမီးနဲ့အဖေရဲ့ခန္ဓာဟာနည်းနည်းအလန်းဝေး ဒီတော့အမေလုံးသူကအဖြစ်ရဲ့ဂုံကျေးသူအဖြစ်ရဲ့ကျေးသူတရားတွေကိုပြောပြပြီးမှသာသမီကအဖေကိုခင်တွေ့တတ်တယ်။အဲ့လိုမဟုတ်ဘဲနဲ့အမေဖြစ်သူကဖြစ်လိုပဲနေသွားမယ်ဆိုရင်အဖေနဲ့ဒီသာသမီတွေရဲ့ကြားမှာတသိဆန်သွားနိုင်တယ်။ဒါကြောင့်မို့အမိကောင်းမှအဖကိုခင်တယ်လို့နော်မိကောင်းဖခင်ဆိုတဲ့ အဓိပ္ပာယ်ကိုဒီလိုနံပါတ်1အနေနဲ့ဘာသာပြန်ကြည့်ပါအဲတော့အဓိပ္ပာယ်တစ်ခုကဒီသံသမီးတွေရဲ့အပြုအမူအပြောအဆိုအနေထိုင်ကို ကြည့်ပြီးတော့မှလူတွေကပြောကြတယ်လိမ္မာလိုက်တဲ့တော်လိုက်တဲ့မိကောင်းဖခင်သားလေးမိကောင်းဖခင်သမီးလေးဆိုပြီးတော့မှပြောတဲ့နေရာတွေလည်းပဲရှိတယ်အဲတော့ဒီမိကောင်းဖခင်ဆိုတဲ့သကကလေးကို ဲ့လိုနေရာတွေမှာလည်းပဲနော်အသုံးပြုနိုင်တယ်အဓိကအားဖြင့်တော့သာသမီကောင်းခြင်းဆိုခြင်းဆိုတာဟာမိဘတွေပေါ်မှာမူတည်တယ်နော်နောက်တစ်ခုစဉ်းစားကြည့်အောင်လို့မိဘတွေမိဘတွေကိုယ်တိုင်ကလည်းမိခင်ကောင်းဖခင်ကောင်းဖြစ်ဖို့မိခင်ကောင်းဖခင်ကောင်းဖြစ်မှာသာသမီတွေမှာလည်းပဲမိကောင်းဖခင် အမေကောင်းဖေကောင်းနဲ့တွေ့ရအောင်ရမှာဖြစ်တယ်။ကလေးဆိုတာမျိုးကစကားမပြောခဲ့စကားမပြောတတ်ခင် အကျွဲမှာဆိုရင်တို့ရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းရဲ့လှုပ်ရှားမှုပုံရိပ်ကို ကြည့်ပြီးတော့မှမျက်လုံးနဲ့အကြည့်နဲ့သင်တယ်တဲ့။ဖြေရနေပြီချုံမိုင်မိုင်လုတ်ပြပါဆိုရင်ရှေ့ရှေ့ရလုတ်ပြတဲ့အတိုင်းဒီကလေးကလိုက်ပြီးလုတ်တော့ လက်ခုပ်လေးတီးပြားဆိုရင်လက်ခုပ်တီးပြားဥရောလို့ဆိုပြီးတော့မှကလေးကိုအယံတန်ခါးတွေလာတဲ့အခါလက်အိုလေးချီပြီးတင်ပေးတယ်တင်ပေးလိုက်ရင်လည်းပဲ အလက်အိုချီတတ်တယ်အဲ့တော့နည်းနည်းတော့အရွယ်ရောက်ပြီဆိုတော့အသာပြောတတ်ပြီဆိုတဲ့အရွယ်မှာအချိနဲ့ရင်မကတော့သူကနားနဲ့ပါတင်ယူလာတယ် ။လူကြီးတို့မတွေဘလို့ပြောတယ်လဲ။ဘလို့ဆိုတယ်လဲ။ဆိုတာကိုနားထောင်ပြီးတော့မှနားထောင်ပြီးတော့မှဒီကလေးကတင်းယူတယ်။လူကြီးတွေကတားလေးရေဖေဖေလို့ခေါ်လိုက်ဆိုရင်ကလေးကဖေဖေလို့ခေါ်တယ်။သမီးရေမိမိလို့ခေါ်လိုက်ဆိုရင်လည်းပဲမိမိလို့ခေါ်တယ်။ဦးလို့ခေါ်ဆိုလဲဦးလို့ခေါ်တယ်။ ဒေါက်တာလို့ခေါ်ဆိုတဲ့ဒေါက်တာအကိုတို့အမတို့ဆိုတာလေဒီလိုရှိရလူကြီးတွေသင်ပေးတဲ့အတိုင်းတော့ကလေးကလိုက်ခေါ်တယ်။အဲကြောင့်ကလေးဆိုတာဟာငင်ရတဲ့အချိန်မှာရှုပ်ယုံနေရှုပ်ယုံလေးလိုပဲ။ငင်ရတဲ့အချိန်မှာတော့ကိုလိုတဲ့ပုံစံသွင်းလို့ရတယ်။ကိုလိုတဲ့ပုံစံကိုဒါပုံစံထုတ်စ်ပြီးယူလို့ရတယ်။ဒီကလေးကိုပဲလက်ခုပ်တီးဟိုလက်တီးထိုးတင်ပြရင် ဟိုလက်သီးထိုးတဲ့တွေ့ရလူလက်သီးထိုးပြန်တွေ့ရလူလက်သီးပြန်လက်အုပ်ချီနည်းလေးသင်ပေးမယ်ဆိုရင်လည်းပဲဒီကလေးကဟိုလက်အုပ်လေးကြီးချီချီသွားတတ်တယ်။အတင်းတော့သင်တဲ့လက်ကတော့ဒါပဲအတင်းပြတဲ့ပုံမှာမူတည်ပြီးတော့မှအပြုတ်မူတွေကကွဲပြားသွားတယ်။ရှေးရနေပြီလူကြီးတွေကဆဲပြတ်နောက်ကဒီကလေးကဆဲတတ်တယ်။ဘယ်သူကလာစားစား ဆင်းရတာပဲဟုတ်အဲ့လိုမဟုတ်ဘဲနဲ့ဘုရားရှိခိုးစာတွေစူပြမယ်သင်ပြမယ်ဆိုရင်ဘုရားရှိခိုးစာတွေစူတတ်တယ်ဘဇက်ကတော့ဒီဘဇက်ပဲဒါပေမဲ့ပဝန်းကျင်လူကြီးသူမတွေသင်ပြပြောပြတဲ့အပေါ်မှာမူတည်ပြီးတော့မှဒီကလေးကအမှုရာပြောင်းနေသွားတယ်သက်တော်မှာကြည်ပါချင်းချင်းအောင်သက်တော်ကိုကြည်ကြည် ။နေပြည်တော်နဲ့ကြားတဲ့တိရမကောင်။၎င်းကယတိယဟန်တွေရဲ့အကြောင်းသင်္ကန်းတော်ကိုရောက်တော့လိမ္မာတဲ့ခြေသာဖြစ်ရ။အဝန်းချင်း။အခုတပြည့်တွင်နေထိုင်တဲ့အရက်ကိုကြံ့တော်တဲ့ခြေသာတော်ဆေးတဲ့ဆိုတဲ့ရိုင်းဆိုင်တက်တဲ့အမှုချင်းတွေတက်ပါလား။ကလေးဆိုတာလည်းအဲ့တိုင်ပဲသူနီးနားမှာရှိတဲ့လူတွေရဲ့အပြုအမူအနေထိုင်အပြောအဆိုကိုကြည့်ပြီးတော့မှလိုက်လုပ်တာ ီပံဝိကျေပေါ်မှာမူတည်ပြီးတော့မှလိမ္မာတဲ့ကလေးရိုင်းဆိုင်တဲ့ကလေးဆိုပြီးတော့မှဖြစ်သွားတယ်။အဲကြောင့်မိကောင်းဖခင်ဆိုတာမိကောင်းဖခင်ဆိုတာပဝန်းကျင်ကကောင်းဖို့ပေါ်ပေါ်မှာလည်းမူတည်တယ်။မိမဆုံးမှဖမဆုံးမှဆိုတာမိကောင်းဖခင်သူ့ရဲ့ပဝန်းကျင်မကောင်းလို့ဖြစ်ရတယ်။ နော်အဲကြောင့်မိကောင်းဖခင်သာသမီဖြစ်မလားဖြစ်ကျင်လားပြီးမဆုံးမှဖမဆုံးမှသာသမီဖြစ်ကျင်လားဆိုတာဟာပဝန်းကျင်နဲ့ပဝန်းကျင်ပေါ်မှာမူတည်ပြီးတော့မှကွဲပြားတာဒါဆိုဒီကလေးရဲ့အနည်းကပ်ဆုံးမှအနည်းဆုံးမှရှိတဲ့သူကဘသူတွေလဲဆိုရင်ဝေးကြည့်မကြည့်နဲ့ပဝန်းကျင်ဆိုတာထက်နော်ဒီအဖေနဲ့အမေဆိုတာသူ့ရဲ့ပဝန်းကျင်ပထမဆုံးတွေ့ရတဲ့ပဝန်းကျင်ပဲ ဖင်မင်ကကလေးရှင်မှာစူမယ်ဆဲမယ်ရိုက်မယ်ပုတ်မယ်ရံဖြစ်တက်ပြတ်ဆဲဆိုးနေကြမယ်ဆိုရင်ဒီကလေးရဲ့စိတ်ထဲမှာလည်းပဲအဲ့ဒါရိုင်းတိုင်းတဲ့ယုတ်မှန်တဲ့စိတ်တွေဝင်ပြီးတော့မှရိုက်တော့တာပဲဒီဖင်မင်ကပဲချစ်ချစ်ခင်ခင်နဲ့နေမယ်ပြောပါပါပဲနေပြမယ်ဆိုရင်ဒီကလေးကပြောပြောနေတဲ့တက်ကလေးဖြစ်တယ်ကလေးကိုဖះရှိခိုးတွေသင်ပေးမယ်ပုံမြင်တွေပြောပြမယ် ဆုံးမှာပဲဆိုရင်ဒီကလေးကလေမာတဲ့ယဉ်ကျေးတဲ့ကလေးဖြစ်လာမှာပဲသားတယောက်သားတယောက်ကြမ်းပေါက်လို့မဆိုးစေခြင်းရဲ့ငယ်စဉ်ကတင်းတဲ့ကလေးတွေဆိုတာအဆုံးမလိုအပ်တယ်ချေချေသောလူကြီးတွေမှာတွေကညညာအဲ့ရဝန်ခံနေရင်မကောင်းတာတွေမလုပ်မိဘူးကောင်းတာတွေလုပ်မိဘူး စိတ်ကိုကောင်းအောင်ထားဖို့ဆိုပြီးညအိယာဝင်ငယ်နေ့တိုင်းမှာဒါပုံမြင်တွေပြော့ပြလေးရှိအကောင်းဓာတ်တွေရှောင်ကျင်နိုင်အောင်အောင်းဓာတ်တွေပြုလုပ်နိုင်အောင်စိတ်ကောင်းထားတတ်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီပုံမြင်တွေကိုပြော့ပြလေးရှိအဲ့လိုမျိုးအဆုံးအမတွေကို ရရှိထားတဲ့ကလေးတွေဟာပါဟာကြားလို့သိုးပါအောင်မလားမဆိုးတော့နော် ဲ့ကျမမိဘတွေရဲ့အားဖြစ်တဲ့သားတယောက်ဖြစ်လာမယ်တဲ့ဒါကြောင့်မို့အားကိုးလို့ရတဲ့သားမျိုးကိုလိုချင်ရင်ငယ်စဉ်ကတည်းကသင်သင်ပြဆူဆုံးမှရမယ်ကျားလိုမျိုးဆိုးသွင်းတဲ့သားကိုလိုချင်ရင်တော့အဲ့ဒါပြစ်ထားကြပါဦးသမီးတယောက်မိတောက်လို့မပူချင်ရင်ငယ်စဉ်ကတင်းတဲ့ မလိမ္မာတဲ့သမီးတယောက်ရထားတဲ့မိဘတွေမှာဆိုရင်မိတော့မိတော့ကိုကင်ခန့်ရတဲ့လိုမျိုးပဲတော့မျိုးမျိုးပူပင်နေရတယ်အမျိုးမျိုးပူလောင်နေရတယ်အဲ့လိုမျိုးမပူခြင်းရဲ့ခုလိုမျိုးငယ်စဉ်ကတည်းကသင်ယူပေးရမယ်သုံးမပေးရမယ်ဒါမှမိဘတွေလူချင်းနဲ့ခီးတချောင်းလိုအေးမြတ်မှုကိုပေးတဲ့သမီးမျိုးဖြစ်မှာ ခုခေတ်တော့လို့ပေါ့ဘူးတကယ်ရွယ်နဲ့အိမ်ကောင်းလေးကြဖြစ်သလိုနေဖြစ်သလိုပြော့ဖြစ်သလိုဆိုဟောသားသမီးကိုလည်းမငဲကွက်ဖဲနဲ့ဖြစ်သလိုနေပြီးတော့မှမိဘတွေကဖြစ်သလိုနေသွားတဲ့အခါမွေးလာတဲ့သားသမီးတွေကအရင်ဆိုင်ပေးတီလေးတွေဖြစ်လာတာကခုနောက်ပိုင်းမှာများလာတယ်။ဒါကြောင့်ခုနောက်ပိုင်းမှာအိမ်တော်ကြတဲ့မျိုးကောင်းသားမျိုးကောင်းသမီးတွေမိခင်ကောင်းဖခင်ကောင်းဖြစ်ချင်ရင် မွေးလာတဲ့ကိုယ့်ရဲ့သားတွေသမီးတွေကိုတားကောင်းသမီးကောင်းဖြစ်အောင်သူဆုံးမတွင်တင်ပြဖို့အများကြီးတိုက်တွန်းကြပါတယ်ကိုယ့်သားသမီးကောင်းဖို့ဆိုရင်အဲ့ဒါမိဘတွေကိုယ်နိုင်ငံလည်းပဲရှေ့ဆောင်အနေနဲ့ရှေ့ရနေကောင်းကောင်းနေဖို့လိုအပ်တယ်ဗျရှိရနေပြီကိုကအဖေဖြစ်တဲ့လူတွေရဲ့တောင်းပြီးတော့လမ်းတကာဆဲဆူရန်ဖြစ်နေရင် ။ဟောတားဟိုမတောက်နဲ့လို့ဆုံးမဖို့ခက်ခဲသွား။ပြင်လိုက်တာကျတော့မလဲ။အရေသမားပြည့်ရဲ့သားကအရေတောက်တာဘာဆန်းလို့လဲဆိုတာမျိုးတွေဖြစ်လာတယ်။သူကလူတွေနဲ့အတင်းဖြင်းပြော။ဘာယုတ်ကဘောက်ရှောက်နေနေတဲ့အမေကသမီးကိုဟိုမသွောင်းနဲ့ဒီမသွောင်းနဲ့တို့တားဖို့ဆုံးမဖို့မလွယ်တော့ဘူး။မိကောင်းဘာကဖြစ်ဖို့ဆိုရင်သာသမီကောင်းသာသမီကောင်းခြင်းမကောင်းခြင်းက နောက်မှာအရင်ဆုံးမိဘဖြစ်တဲ့ကိုတို့ကိုယ်တိုင်အရင်ကိုကကောင်းဖို့လိုအပ်တယ်နော်ဟောလူကူလန်းနဲ့ပါရိကာဆိုတဲ့အမြန်းနှစ်ယောက်သူတို့မှာသာလီတယောက်ရှိတယ်သူ့ဝန္ဒသာမတဲ့သူ့ဝန္ဒဆက်နော်သူ့ဝန္ဒသာမဒီသားလေးကိုကြည့်ကြည့် မိခင်တွေကယဉ်ကျေးသိမ့်မွေးလိုက်တာတဲ့ကာယကံဆိုတဲ့ကိုယ်အနေနဲ့လည်းပဲမကောင်းတာဘာတစ်ခုမှမလုပ်ဘူးဝစီကံအနေနဲ့လည်းမဟုတ်တာဘာမှမပြောဘူးအေးချမ်းလိုက်လိုက်စိတ်ကလည်းပဲကောင်းလိုက်တာတဲ့သူများကိုဒုက္ခရောက်လို့စိတ်လုံးဝမရှိကြဘူးအဲ့လိုမျိုးလိမ္မာယဉ်ကျေးတဲ့အမေနဲ့အဖေကပေါက်ပွားလာတဲ့နာလီသူ့ဝန်တာသာမအလိမ္မာလိုက်တာတဲ့အပြုတ်မူအပြောဆိုရှင်ကျေးတိမ်မွေနေတာပဲတဲ့ ဘုဒ္ဓမလို့ဘုမမန္တမပြောဘူးစိတ်ကောင်းလင်းမွေးတယ်ဘလောက်တော်သူစိတ်ကောင်းမွေးတယ်ဆိုရင်တုံးထဲမှာနေတဲ့သူတို့မိသားစုအတိညာဉ်မရှိတဲ့ဒိုယံတိလိဆန်တွေက တောင်းပါအဲ့ဒီသူ့အနာတမလေးကိုချစ်ကြတယ်တဲ့အဲ့လိုမျိုးလိမ္မာယဉ်ကျေးတဲ့သာသမီကိုရကြလိုချင်တယ်ဆိုရင်မိဘတွေဖြစ်ကြတဲ့သူတွေကိုယ်တိုင်ကမကောင်းတာတွေမလုပ်ဖို့မဟုတ်တာတွေမပြောဖို့စိတ်ကောင်းထားဖို့မလိုဘူးလား လိုအပ်တယ်။အဲ့လိုမျိုးနေနိုင်ပြီဆိုမှမိကောင်းဖခင် ဖြစ်မှာ။မိကောင်းဖခင်ဆိုတဲ့ဘွဲ့ကိုတော့လိုချင်တဲ့အဖေကရက်တော့လမ်းတကာတော့တဲ့လေးဖေရိုင်းဆယ်ဆိုရန်ကစောကရန်ဖြစ်နေတယ်ဆိုရင်ဖြစ်နိုင်တယ်။အဲ့တော့ဘေရန်ဥထုမှာအလကားမရနိုင်ဘူးတခုခုတော့ဒါဆွန့်လွန်ပေးနိုင်ရမယ်မိဘဖြစ်လာပြီဆိုရင်ကိုသားသမီးကိုလိမ္မာရင်ကျေးအောင်တင်ပြဆုံးမနိုင်ဖို့ကလည်းအရေးကြီးတယ် သုံးပါးမှမရရင်အပေါင်းသင်းတွေနဲ့တွေ့တဲ့အခါလွန်လွယ်တဲ့ဒီကလေးတွေဟာပျက်စီးပြီအလို့လဲဆိုတာသူတို့မှာသုံးပါးမှုရပ်မထားတော့အမှားကိုအမှန်မှန်အမှန်ကိုအမှန်မှန်အကောင်းကိုအကောင်းအဆိုးကိုအဆိုးမခွဲရနိုင်ရဲတောက်တဲ့ပေါင်းသင်းနဲ့တွေ့ရင်လွန်လွယ်ကူကူနဲ့တောက်တယ်အရတဲ့ဖဲ့တဲ့ပေါင်းသင်းနဲ့တွေ့ရင်လည်းပဲဖဲ့ရိုက်တတ်တယ်ဒီလွင့်နေတဲ့အပေါင်းသင်းတဲ့တွေ့ရင်လည်းပဲအဲ့ဒါကလီကလွင့်ရှောက်ပြီးသွားနေတတ်တယ် ။ဒါကြောင့်မို့ပေါင်းသင်းနဲ့ဆုံလာတဲ့အခါကောင်းတဲ့အပေါင်းသင်းလားမကောင်းတဲ့အပေါင်းသင်းလားဆိုတာခွဲခြားပြီးသိနိုင်ဖို့အဆုံးမလိုအပ်တဲ့အထူးသဖြင့်ဘာသာရေးနဲ့ပတ်သက်ပြီးပြောဆိုဆုံးမသင်သင်ပြဖို့လိုအပ်တယ်။အဲကြောင့်ဓမ္မပဒဒေသနာမှာဓာတုတကရိယာပုဒ္ဒါဆိုတဲ့ဝတ္ထုလေးတစ်ခုရှိတယ်။မိခင်ဖခင်တွေမိခင်ဖခင်တွေကဆင်းရဲသူဆင်းရဲသားတွေဖြစ်တယ်။ သူတို့မှာသားလေးတယောက်လည်းရှိတယ်ထင်းခုတ်ပြီးတော့မှစားတော့အဲ့ဒီမိသားစုလေးကဆင်းရဲပြီမယ်လို့တဲ့တော့စိတ်ချမ်းသာကြတယ်ရှိတယ်လေးနဲ့ရောင်ရဲပြီးနေတယ်သားသမီးကိုလည်းပဲသူတင် ဆုံးပါတယ်အဲ့မှာအထူးအဖြစ်ဘာကိုသူတင်ဆုံးပါသလဲဆိုတော့ကလေးလေးကိုသူတို့ရဲ့တဝူရီတော်သားလေးကိုညာတိုင်းညာတိုင်းဖျားရှိခိုးတင်ပေးတယ်အမြဲတမ်းရွတ်ဆိုဖို့ဆို ဘာတင်ပြတယ်ဆိုတော့နမောဗုဒ္ဓတာဆိုတဲ့စာလေးတစ်ခုတင်ပြတယ်နမောဗုဒ္ဓတာဗုဒ္ဓတာမြတ်စွာဘုရားအားနမောရှိခိုးပါ၏ဆိုတာလေးတင်ပြတယ်ဒီသားလေးကဒီနမောဗုဒ္ဓတာကိုအမြဲတမ်းကြားနေရတော့ အရာဝင်တဲ့အခါလည်းပဲနမောဗုဒ္ဓတဆိုတယ်မနေ့အရာထားတဲ့အခါလည်းပဲနမောဗုဒ္ဓတနမောဗုဒ္ဓတဆိုတယ်ကျောင်းသွားတဲ့အခါလည်းပဲဆိုတယ်ကျောင်းပြန်တဲ့အခါလည်းပဲပြန်တဲ့ဆိုးနေတယ်ကစားတဲ့အခါမှာတော့မှဒီနမောဗုဒ္ဓတနမောဗုဒ္ဓတဆိုပြီးစိတ်ထဲကနေအမြဲတမ်းဆိုးနေတယ်အဲမိဘတွေကဒီလိုမျိုးသင်ပေးထားတော့ဒီကလေးကလည်းပဲဒီစကားကိုမိဘတွေရဲ့စကားကိုလိုက်နာနားထောင်ပြီးတော့မှအရာဝင်အရာထကျောင်းသွားကျောင်းပြန်အမြဲတမ်းဆိုးနေတယ် တရားကုံရင်ထူကြီးကလေးချင်းကလားတဲ့အခါမှာဒီနဘောဗုဒ္ဓတာဆိုပြီးဆိုတဲ့ကလေးလေးကအဋ္ဌိတေကရုံးတွေကိုရဟန္တာထင်ပြီးကိုးကွယ်တဲ့ကလေးတယောက်နဲ့ဆော်တော့ဒီကလေးကလည်းပဲသူတို့ဒိဋ္ဌိတေကရုံးတွေကိုရဟန္တာလို့ထင်ပြီးတော့မှနမောအရဟန္တာဆိုပြီးတော့မှဆိုတယ်အဲ့ဒီကလေးတယောက်ဆိုဆော့ကြတဲ့အခါ နမောဗုဒ္ဓတာဆိုပြီးဆိုတဲ့ကလေးကအပြည့်အဝပဲအနိုင်ရတယ်တဲ့ဟောဟောဘုရားသမီးတွေကိုအရှုံးနဲ့မရင်ဆိုင်ခြင်းဘူးအမြဲတမ်းနိုင်နေခြင်းနဲ့ဆိုရင်ဒါမျိုးလူတွေသင်ပြထားဖို့လိုတယ်အဲ့ဒီဒါလေးအဲ့ဒီဆင်းရဲဒါလေးထင်းကုန်စားတဲ့ဒီမိသားစုလေးတည့်ရမှာအဖေဖြစ်သူကဒါလေးကိုခေါ်ပြီးတော့မှတော်ရမှာထင်းကုန်သွားအဖေနဲ့လိုက်သွားရင်ခဏ င်တွေဘာတွေခိုးပြီးတော့မှအနအမောဖြစ်ရင်တေးတမောအိတ်ကြနားကြရင်အချိန်တန်တော့နှွားတွေနှွားတွေကိုလွတ်ပေးထားအဲ့တော့ဖြစ်ဖြစ်သူကအိမ်မောတွေကြာပြီးတော့မှညနေဆောင်တော့နှွားတွေကဟုတ်ဟုတ်ယူရဲကိုပြန်သွားတယ်အဲ့ဒါဖြစ်ဖြစ်သူအိမ်မောကြပြီးညနေဆောင်မှနှိုးလာတဲ့အခါဒီနွားတွေကမြို့ထဲဝင်သွားတော့အဲ့တော့အဖြစ်ဖြစ်သူက ။ဘာတွေမျိုးလဲဝင်သွားတာတိတိချင်းဒါဒီလဲမှာလဲပြောက်မှာဆိုတော့ဒါဒီလဲမှာခဏနေခဲ့ပြီးနွားတွေကိုပြန်ခေါ်လာပြီးပြန်လာခဲ့မယ်ဆိုပြီးတော့မှနွားတွေမျိုးလဲကိုလိုက်။ဘာတွေယူပြီးပြန်လာတော့မျိုးတခါကပိတ်သွားတယ်။လေးကတော့တဲ့မှာတယောက်ထဲအဖေပြန်လာတာကိုမျိုးရင်းဆောင်ရင်းနဲ့ဗိုက်သာသာနဲ့အိပ်ပျော်သွားတယ်တဲ့။ညကင်းရောက်ပြီဆိုတော့ တော်ရရဘလူးနှကောင်ထွက်လာထွက်လာပြီးအဲ့ဒီထက်ကဘလူးတကောင်ကကလေးကိုစားကျင်စားကျင်လုံးလို့တဲ့ဘလူးတကောင်တားတဲ့ဂျားရရနေပြီးတော့မှမယမကအဲ့ဒီကလေးရဲ့ခြေတော့ကိုသွားဆွဲတော့ကလေးကထပ်ပြီးရှောင်းနေတဲ့နမောဗုဒ္ဓတနမောဗုဒ္ဓတဗုဒ္ဓတမြတ်စွာဘုရား နမောရှိခိုးပါ၏ဆိုပြီးတော့မှထိုင်အောင် ရောင်းတာတော့နမောဗုဒ္ဓတာဆိုပြီးတော့မှရောင်းအဲ့လိုမျိုးရောင်းလိုက်တဲ့အခါကလေးကိုစားဖို့ခြေထောက်ဆွဲတဲ့ဘလူးမှာရင်းနေပူလောင်လိုက်တာတဲ့ရင်းထဲမှာမိတွေလောင်းနေသလိုရင်းတွေကိုလှန်နဲ့ထိုးနေသလိုမျိုးနာကျင်မှုပူလောင်မှုတွေအင်မတန်မှမခံစားနိုင်အောင်ခံစားရတယ်အမိကောင်းဖခင်မိကောင်းဖခင် မိပခင်ဖခင်တွေကသင်ပေးထားတဲ့ဘုရားရှိခိုးကတော့ရိုးရိုးတမဂရှန်ကစာလေးမဟုတ်ပဲနဲ့ဗုဒ္ဓတော်သူရိဘာဝနာတမထကမ္မထံမျိုး၄၀တကအမျက်ဆုံးကမ္မထံဖြစ်တယ်ဗုဒ္ဓံတို့ဒီဘာဝနာ ဖြစ်နေအဲ့ဒီဗုဒ္ဓဂုံတော်ကိုမိဘတွေကျေစကားကိုနားထောင်ပြီးတို့တို့ရွတ်တဲ့ဒီကလေးဘေးနဲ့ကြုံတာတောင်မှဘေးတွေ့လား မင်းမတွေ့ဘူးတဲ့နော်ဒါကြောင့်မို့မိဘတွေဆိုတာကိုသားသမီးကိုအခုလိုမျိုးဖျားချက်ကိုလေးတွေဘဝကဘဝမှာအာကိုဆရာဖြစ်တဲ့အာကိုရာလေးတွေကိုဆွဲနေအောင် မြင်းနေအောင်သင်ပေးကြမယ်ဆိုရင်တခြားစီစဉ်ဥစ္စာတွေအပုံလိုက်ပေးတာထက်ပို့ပြီးတော့မှမြတ်တယ်ဒါမျိုးတွေကိုပေးတင်တယ်မရှိစင်းရဲသားမိဘတွေဆိုရင်လည်းပဲအဲ့တော့ကိုမပေးနိုင်တဲ့ ရှိတဲ့ဥဒ္ဒါတွေနဲ့ဟိုပေးနိုင်တဲ့ဒီလိုမျိုးအသိဉာဏ်တွေကိုပေးတာဘုရားမှာအာဟုရာထောက်တရားရတယ်အဲလိုမျိုးအာဟုထောက်တရားဖြစ်တဲ့ဒီနမောဗုဒ္ဓတာကိုဆွဆွမြဲမြဲသင်ပေးနိုင်မယ်ဆိုရင်ဒီကလေးတွေဟာဘေးကင်းရန်ကင်းအန္တရာယ်ကင်းလာမယ်เนาะဒီဘုရားကုံတော်ကိုရွတ်ဆိုပူဇော်တဲ့အကျိုးကြောင့်တို့ရဲ့ဆန္ဒတွေစုတောင်းတွေလည်းပဲပြည့်စုံလာနိုင်တယ်ဒီလိုမျိုးအကျိုးရှိတဲ့အဆုံးမမျိုးကိုသင်ပေးနိုင်ရင် ဆုံးမပေးနိုင်တဲ့မိဘမျိုးကိုမှမိကောင်းဖခင်ဆိုတဲ့ဘွဲ့ကိုပေးထိုက်တာဖြစ်ပါတယ်။ဒါကြောင့်မို့အလုံးသောသူတော်ကောင်းအပေါင်းတို့သူတော်ကောင်းအပေါင်းတို့သည်မိမိတို့ရဲ့ယင်၌ယင်းနှစ်တိချာတာလယရဏသမီးလယရဏတို့ကို လိမ္မာတဲ့ယင်ကြီးတဲ့တော်တဲ့သာသမီးမျိုးနားလိမ္မာသမီးမိုင်းသမီးလိမ္မာမျိုးဖြစ်အောင်ဆုံးမနိုင်ကြမယ်ဆိုရင် ပြခင်ဖခင်ဖြစ်ကြတဲ့ပုံကိုယ်တွေလည်းပဲအသက်ကြီးလာတယ်ဒီနေ့နော်အာကိုအားထားရတဲ့ဖြီးလိုမျိုးသမီးမျိုးတွေအာကိုရတဲ့သားလိုမျိုးနာကောင်းယရနာတွေရရှိကြမှာဖြစ်ပါတယ်ဒါကြောင့်မအားလုံးတော့မိခင်ဖခင် ဖြစ်ကြမဲ့မိခင်လောင်းဖခင်လောင်းတို့ဒီမိမိတို့ကိုယ်တိုင်ကအိမ်မာတဲ့ယဉ်ကျေးတဲ့မိခင်ဖခင်တွေဖြစ်အောင်ကြိုးစားပြီးကိုရရဲ့ယင်မပေါက်ဖွားလာမဲ့သားယရနာသမီးယရနာပေါက်ဖွားနေတဲ့သား သမီးတွေကိုလည်းပဲဘုရားရဲ့အဆုံးအမနဲ့အညီအာကိုထောက်တရားဖြစ်တဲ့ခုလိုမျိုးအဆုံးအမတွေကိုဆုံးမတင်တင်တွင်တင်ပြတ်တာပြေးနိုင်ကြမယ်ဆိုရင်နော်ဒါပျော်ရွှင်ငြိမ်းချမ်းတဲ့မိသားစုဘဝကိုရရှိပြီးမိကောင်းဖခင်ဆိုတဲ့ဘဝကိုဖွဲ့ကို ရရှိမှာဖြစ်ပါတယ်ဒါကြောင့်မအားလုံးသောတော်ကောင်းတွေကိုရဲ့တာသမီးတွေကိုလိမ္မာရင်ကြီးအောင်သူငယ်ဆုံးမနိုင်ဖို့အတွက်မိမိတို့ကိုယ်တိုင်က နိုင်မှရင်ကြီးတဲ့မိခင်ကောင်းဖခင်ကောင်းတွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့ဆန္ဒပြုစုတောင်းရင်အလုံးစုံသူတော်ကောင်းတွေဖိယံကင်းကွာစိတ်ချမ်းသာစွာ အသက်ရှိကြပါစေ။